ားလုံးမင်္ဂလာပါရှင်။ယနေ့ပြောပြမယ့်အကြောင်းလေးကတော့လူအများစုကအလစ်လူရှူးချက်ကြတဲ့ဘီးစပ်ပင်ရဲ့အကြောင်းပါနော်။ဘီးစပ်ပင်မိကအစာအိမ်ယောဂာနဲ့အစာအိမ်အချင်းကြီးပြန်ဆန်တက်ချင်းဝေဒနာတွေကိုတတ်တာပျောက်ကင်းစေနိုင်တဲ့အလွန်ထိရောက်တဲ့တဘာဝဆေးတလက်ပါနော်။ပြုတ်လုံနီးနဲ့တောက်သုံးနီး။တင်းပြုတ်ရည်ပြုတ်လုံချင်းဘီးစပ်ပင်မြက်နှစ်ခုသုံးခုကို ရေ၂လီတာနဲ့ရောပြီးစားတင့်တီပါ မီအေးအေးနဲ့မီးမြှုပ်30ခန်းဆက်လက်ပြီးကျူချက်ပေးပါ။နှင်းတောက်3ချိန်ရရှိလာတဲ့ပြူရည်ကိုတစ်နေ့လျင်3ချိန်တစ်ချိန်လင်လက်ဖက်ရည်ခွက်တစ်ခွက်ဖိအစာမစားမီပုံမှန်တောက်3ပါ။3ကုသမှုကြချိန်၃ရက်မှ၅ရက်အထိစတိုက်တောက်သုံးပေးခြင်းဖြင့်အစာရရောဂါနှင့် အချင်းရပြန်ဆန်သက်ချေဝေဒနာရီတိတိတသာသက်သာလာတာကိုတွေ့ရပါလိမ့်မယ်။၄အရေးပေါ်သက်သာစေခြင်း ယုဒိယဘိုက်အောင်နာဘိုင်းနာရာစားတဲ့ဝေဒနာတွေခံစားရတဲ့အခါပြုတ်ရည်တစ်ခွက်ကိုချက်ချင်းတောက်သွင်းပေးခြင်းဖြင့်တတ်တမှုကိုရရှိနိုင်ပါတယ်။ဒါကြောင့်ဘီးဆက်ပင်ကိုလှစ်လူမရှုဘဲအစာရေဝေဒနာအတွက်သဘာဝဆေးဖြစ်အသုံးပြုကြည့်ဟုတိုက်တွန်းလိုက်ပါရရှင်။ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နော်။